ညီဆိုတာဘာလဲလို့လူပိကအတင်းမင်းနေပြီးတော့လောကတော့စကားကိုတောင်ထက်ရောက်မှဆက်ပြောမယ်လို့ဆိုပါတယ်။အဲ့ဒီချိန်နောက်ကနေတားရဲတကောက်ကလည်းလိုက်ရတာမလို့ဇိုးကသူ့ရှင်ပြီးရင်လိုက်လာခဲ့မယ်လို့ပြောပြီးနေခဲ့ပါတော့ရင်သူတို့နဲ့ဇိုးကိုလည်းတက်ခိုက်ဖို့လုပ်ပါတော့ရင် Flower မျိုးမှာလည်းအမျိုးသမီးတစ်ခုကဝါနုံတိုင်းပြည်ရဲ့တမိုင်းအကြောင်းကိုကလေးတွေကိုမေးမြန်းနေခဲ့ပါတယ်။ ခိုင်ခုခုဆိုတာဘာများလဲလို့မေးတော့တိုင်းပြည်တဲကိုစိုးတဲ့အတွေးတွေလူတွေတွင်းမဲ့အလုတ်လို့ခလေးတုကဆိုပါရဲ့လွန်ခဲ့တဲ့အခါကဒါကိုလောက်ခဲ့တဲ့အယူတွေတည်းရှိတဲ့ရဲ့လို့အမျိုးသမီးကပြောတော့ခလေးတွေဟာအိုဒန်နဲ့အခါစာရွာ၉ရောက်လို့ဝိုင်းဟော်ကြပါတော့ဲပြီးခဲ့တာတွေကလွန်ခဲ့တဲ့အနည်း၂၀ကဆိုပေမဲ့အဲ့လိုစိုးတွန်းတဲ့စာမဝိုင်းတွေကိုနှိမ်နင်းနိုင်ခဲ့တဲ့ဟီးရိုးကလည်းရှိရဲ့လို့ထိုအမျိုးသမီးကထပ်ပြောတော့ခလေးတွေကရှိုကန်ခူဆိုမီအိုယိုချီလို့ဝိုင်းဟော်ပြောနေပါတော့ဲဒါကိုအဖိုးတယောက်ကလည်းကြားနေရပြီးတော့တခုမှမှန်ကန်မနေလို့စိုးရွားလိုက်တဲ့ပညာရေးပဲလို့ပြောနေခဲ့ပါတယ် လွန်ခဲ့တဲ့နှစ်20ကတော်တော်တွေတိတ်သွားပြီးကတဲ့ကဝါလို့တိုင်းပြည်ကငြိမ်းချမ်းတဲ့တိုင်းပြည်ဖြစ်လာခဲ့တယ်လို့ထိုအမျိုးသမီးကထပ်ပြောလိုက်ပါတယ် ခူဆူမီမျိုးနွယ်ရဲ့ငွေလွှဲပြောင်းသူနပင်းချိုရှိရိုကလည်းအိုချီကတရေဘောကြောင့်လိုက်တာဆိုပြီးတော့ပြောနေခဲ့ပါတယ်။အနားမှာလည်းရှမီဇန်ကိုတီးခတ်နေပြီးတော့ရောဘင်ကအကာလေးနဲ့ဖျော်ပြပေးနေခဲ့ပါတယ်။ခူရှူရိုကအိုချီနဲ့ဘလို့ပတ်သက်နေရလဲလို့ရောဘင်ကတွေးနေခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်20မီးဆွဲနေတဲ့အိုဒန်ရဲတိုက်မှာအိုဒန်ရဲ့ဇနီးမသိခင်မှာအာယုံကိုမသိတဲ့လကမင်းပဲမင်းရဲ့ဆန္ဒတွေပြေပါစီအောင်နှစ်20ရလုတ်ထားတဲ့ညနဲ့အရေးကိုပေါ့ကိုဖျက်တမ်းစေပြီးတော့အာယုံရဲ့ထွန်းလင်းမှုကိုသိစေရမယ်။အဲ့ဒီစကားတွေကိုပြောခဲ့တဲ့ဆိုကခူရှူရိုကရှီမောနေပါ ါတော့ဟဲ့အဲ့လိုတေလူမျိုးပါနဲ့ပြောရတဲ့ဇာတ်ရွေးကိုအိုအချီကတလို့ပြန်ပြောခဲ့တယ်ဆိုပြီးတော့ချိုရှီယိုကပြောနေတော့မှပဲအိတ်ပြောနေလို့အနားမှာရှိရတူလဲဘလို့ပြန်ပြောလိုက်လဲဆိုပြီးတော့အော်မေးပါတော့ဟဲ့ခရိုရှီယိုလည်းပြန်နိုးထလာပြီးတော့20အချီလာရောင်အောက်မှာလက်တော့ပြန်မယ်ကိုရောက်တော့ဆာမူဝိုင်းဟာဝိညာဉ်ဖြစ်ပြန်လဲထွက်ပေါ်လာပြီးတော့အိုအချီကိုတတ်ပြစ်မယ်ဝါလုံးတိုင်းပြည်ကိုဖွင့်လိုက်မယ်ဒါကြောင့်မအိုအချီကကြောက်နေတာဆိုပြီးတော့ရီမောနေပါတော့ဟဲ့ဒါမဲ့တေသွားတဲ့တူတွေကဘလို့လုံးနိုင်မှာလဲလွန်ခဲ့တဲ့20ကရဲတိုက်ထဲအကုန်မီလောင်တိုက်တွင်ခဲ့တာပဲလေလို့ခရိုရှီယိုကပြောလိုက်ပါတယ် တစ်ဖက်ကလူဗီတို့ကလည်းအိုဒန်ရှယ်တဲ့အပျက်စီးကိုရောက်လာခဲ့ပါပြီခီကူလည်းဒီအပျက်စီးတွေကိုမြင်တော့အရင်ကအကြောင်းတချို့ကိုပြန်တွေးမိပြီးတော့ထွက်သွားပါတော့ခီကူထွက်သွားမှလူဗီလည်းဇိုးပြန်မရောက်သေးဘူးဆိုတာကိုပါတိရသွားခဲ့ပါတော့ တပတ်ကဆိုကလည်းကြားကြီးနဲ့တိုက်ခိုက်နေခဲ့ပါရဲ့လူဗီကလော်နဲ့လိုက်ပါလာခဲ့ပြီးတော့ခူဆူကီအိုဒန်ဆိုတဲ့အုပ်ခုကိုတွေ့တော့အရန်အန်ဩနေတော့မှပဲအခြားအုပ်ခုတွေကိုပါကြည့်လိုက်ဖို့လောကပြလိုက်ပါရဲ့မမိုနိုဆိုကဲရိုက်ဆိုခန်ချူယိုခဲမိုတတို့တွေအားလုံးရှိနေလို့လူဗီလည်းတတို့ရဲ့အုပ်ခုတွေကဘာလို့ရှိနေရလဲလို့ပြောနေရင်းမှပဲတခြားစမ်းစမ်းကြည့်တော့မှဝါနိုတဲခုရောက်ခတဲ့ကခဲမိုတွေ့နေလေအဆက်တွေ့လို့မရတော့တာကိုအမှတ်ရသွားခဲ့ပါရဲ့တတို့တွေအကုန်လုံးတေကုန်ပြီလားမဖြစ်နိုင်ဘူးလို့လူဗီကပြောတော့ညဘက်ကျရင်တော့ထွက်လာကြပြီးတော့မင်းညကလည်းထွက်ပေါ်လာကြအောင်လောကပြပြလိုက်ပါရဲ့ ဘာလို့တရေလိုမျိုးပြောနေရလဲတခြားရှင်းရှင်းလင်းပြပြဖို့လူဗီကမေးတဲ့အခါလောကသူပြပြရမယ့်အရာမဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီချိန်ခရမ်မော်ကထွက်လာတော့လူဗီလေအစားကတော့တရေထင်းနေမယ်အနားရောက်မှာအသက်ရှင်နေတယ်လို့တော်သေးတာပေါ့လို့ပြောလိုက်ပါတယ်ခရမ်မော်ကသူလာမချုံပြီးလို့လူဗီကိုတောင်းမှန်နေတော့အသက်ရှင်နေတယ်မှလားဆိုပြီးတော့လောကိုအော်ပါတော့အေးဘသူကတော့တေးပြီးပြောဦးတယ်လို့လောကပြောနေတဲ့အချိန်မှာပဲခေကူကရောက်လာပြီးတော့ခရမ်မော်ကိုပြေးဖက်ပါတော့အေး ခီကူကမမို့ကိုလည်းမင်းနေတဲ့အခါလူဗီလည်းအသေးဝေးလားလို့ပြောနေခဲ့ပါတယ်။ခဲမို့ကလည်းလူဗီတို့နဲ့ဘာလို့အတူရှိနေရလဲလို့ခီကူကိုမေးလိုက်ပြီးတော့ခဲမို့လည်း "तू ဘယ်ကနေဘလို့စပြောရမှမသိတော့ဘူး"လို့ဆိုပါတယ်။အလွယ်ဆုံးဆိုရင်တော့သူတို့တွေဟာအိုးချီကိုအနိုင်ချဖို့ခေါ်လာတဲ့အကူအညီတွေပဲလို့ခဲမို့ကရှင်းပြလိုက်ပါတယ်။အဲ့ဒီအချိန်မမုံကရှောက်လာပြီးတော့သူဓာရီလေးကျင်းနေကြအောင်လူဗီကပြပြလိုက်ပါတယ်။ဒေါ်စတုန်းတို့လည်းဒီမှာရှိနေရလားလို့လူဗီကမေးတော့မမုံလည်းရှိချောင်းပြန်ပြောလိုက်ပါတယ်။သူတို့နဲ့နာမည်တွေလည်းရောက်လာတာမို့လို့လူဗီကပြန်တွေ့ရတော့အားလုံးဝမ်းတာနေပါတော့။ လူဖီကဆာမူဝိုင်းပုံစံနဲ့မလို့အရန်မိုက်တယ်လို့ချော်ဘတ်ကလည်းပြောနေခဲ့ပါရဲ့။စန်ဂျီကသူတို့တွေပင်လယ်ချမ်းပြင်ထိကိုရှာနေရကြောင်းအော်ပြောရင်ဖီဖီကကြောင့်အသက်ရှင်နေတာလေးတော့သိခဲ့ရတယ်လို့ဆိုပါရဲ့။အဖွဲတဲကိုပြောင်းလာပြီးလာလို့ KM ကစန်ဂျီကိုပြောနေတော့စန်ဂျီကခေကူကိုမြင်ပြီးတော့ဖုန်ချောင်ပါတော့ရဲ့။မမုံကလည်းနှာဘူးချနေလို့ဘရုတ်ကပေါက်ကွဲနေခဲ့ပါပြီ။ဒါကလူဖီရဲ့တငယ်ချင်းတွေပြပြီးတော့စိတ်ချရတဲ့အကူအညီတွေပဲလို့ KM ကဆိုပါရဲ့။ သူတို့နဲ့လောလေအထဲမှာစကားတော့ပြောကြရအောင်လို့ပြောလိုက်ပါ යි လုံချုံနဲ့စားစရာတွေနဲ့လက်ကွင်းကနေခိုးထားကြောင်လောကပြောတော့အဲ့လိုတွေခိုးရရမင်းလာလို့လူဗီကလည်းအော်ပါတော့ရဲ့အားလုံးနဲ့အထဲကိုဝင်လာပြီးတော့ဝါလုံးတိုင်းမြစ်ကိုရောက်လာခဲ့လို့နောက်တစ်ခါကျေးဇူးတင်တယ်လို့ခဲမောင်ကဆိုပါ යි မင်းတို့တွေကမပြောရသေးတဲ့အရာတစ်ခုလည်းရှိနေသေးတယ်လို့ KMO ကထပ်ပြောပြီးလူဗီဒီယိုတဲ့တပွဲတဲမလို့အကုန်လုံးကိုပြောပြလို့ရကြအောင်ပြောလိုက်ပါရယ်ခန်ချူိုနဲ့ရိုက်ဆို KMO ကတော်တော်၅ယောက်ဟာအတိတ်ကသူတွေပဲလို့ပြောရတော့အားလုံးလည်းအတိတ်ဆိုတာဘာတဘောလဲဆိုပြီးတော့နားမလည်နိုင်ဖြစ်နေခဲ့ပါပြီတကယ်တော့ KMO ကတော်တော်တွေဟာလွန်ခဲ့တဲ့အနှစ်20ဝါလုံးတိုင်းပြည်ကအချိန်ကိုကြော့ဖြတ်ပြီးတော့အခုလက်ရှိဝါလုံးတိုင်းပြည်ကိုရောက်လာခဲ့တာပဲလို့ပြောပြလိုက်ပါရယ်အရှင်တုံးကဒီနေရာကိုအိုဒန်ရဲတိုက်ဆိုပြီးလူတွေကခေါ်ကြပေမဲ့တကယ်ကခူဘီပီသားတွေဟာအိုဒန်ကိုချစ်ခင်လွန်းလာကြမလို့ခူဘီရဲတိုက်လို့ခေါ်ကြကြအောင် KMO ကပြောလိုက်ပါတယ် အဲ့ဒီအချိန်တုန်းကဝါနိုတိုင်းမီကိုအုပ်ချုပ်တဲ့သူကခုစုကီစုကီယာကီရဲ့တားဖြစ်ပြီးတော့လွလွလပ်နေတဲ့သူတရားရန်လေခဏခဏဖြစ်တာမလို့နောက်ဆုံးမှ flower မျိုးတို့ကနေနှင်ထုတ်ခံရပါတယ်။ငယ်ရွယ်တတဲ့အိုဒန်အတွက်တော့ flower မျိုးဟာတေးလွန်ပြီးတော့ပြင်းမကောင်းလွန်နေခဲ့ပါတယ်။ဝါနိုတိုင်းပြည်မှာဥပဒေမဲ့နေမြေဆိုတာလည်းရှိခဲ့တာမလို့နေမြေအတ္တိကအနှင်ခံရတဲ့တရက်ခန့်ရိုနေတွေဟာအဲ့ဒီနေရာမှာအချင်းချင်းလူရတက်ဖြတ်ကြရင်းနဲ့နေတိုင်းတွေးဆွန်ခဲ့ရပါတယ်။အရန်တွေးဆွန်လွန်ခဲ့တာကြောင့်မလို့ရှိုကန်ကတော့မှလက်လျှော့ခဲ့ရတဲ့နေမြေအဲ့ဒါကဒီခုဘီဘဲလို့ခင်ဗျားဘုကဆိုပါတယ်။ အိုတန်းကသွားစရာတွေတွေကမှဒီခုဘီကိုခြေချခဲ့ပြီးတော့အားလုံးကိုတားဆီးခဲ့ပါတယ်။အဲဒီနောက်မှာတော့ဒီနေရာကိုထိန်ကွတ်မဲ့အာရှူဝါဒိုချီနဲ့တိုက်ပွဲအကြီးကြီးစတင်ခဲ့တာဘဲလီလို့ခဲမုံကဆိုပါတယ်။အာရှူဝါဒိုချီကိုအနိုင်ယူနိုင်ခဲ့တဲ့အပြင်အားလုံးကိုလည်းကောင်းကောင်းထိန်းသိမ်းနိုင်ခဲ့တယ်။အိုတန်းဟာမြို့ကြီးကိုလည်းပြောင်းလဲစေခဲ့ပါတယ်။ မြို့ကိုတီရဲတိုက်ကိုစောက်လို့အားလုံးအတွက်လဲ Paradise Fan ကိုလည်းပြုလုပ်ပေးခဲ့တာကြောင့်မလို့ခူဘီဟာလွတ်လပ်ပြီးတော့ရှီတန်ရီနဲ့ပြည့်နေတဲ့နေရာလေးတစ်ခုဖြစ်လာခဲ့ပါတယ်။အိုဒန်ကလည်း Shogun Sukiyaki စီကနေပြီးတော့ခူဘီရဲ့တခင်ဘွဲကိုအိုဒန်ရဲ့အသက်20မှာပဲပေးရခံခဲ့ရတာပါ။မြစ်စိတ်ကန်တွေကိုလည်းတိဆောက်ခါနေမီတွေနဲ့လူတွေကိုပါဆက်တွေ့ပေးခဲ့ပါတယ်။ဒါပေမဲ့လည်းအိုဒန်မာကလွတ်လပ်နေခြင်းနဲ့အချင်းနဲ့ရှိရကြမလို့လူအများကြီးတကုတ်ခါစားနေကြတာကိုလည်းမနေတတ်ဖြစ်နေပြီးတော့အိုဒန်အမြဲပြောနေကြစကားတစ်ခုကအရန်ကိုကျဉ်ကျပ်တာပဲဖြစ်ကြောင်းခရမ်းမုံကပြပြလိုက်ပါတယ်။ တစ်ဖက်မှာလည်း Dawson ကကန်းချစ်ကိုကြည်ရင်ပြန်လွမ်းမိသားပဲလို့ပြောနေခဲ့ပါတယ်။ဒီကန်းချစ်မှာပဲတောင်းတင်လာခဲ့ပြီးတော့ငါတို့ကိုစကားပြောတဲ့ကြောင်နဲ့ခွေးဆိုပြီးတော့အားလုံးကကြောက်ရွံ့ခဲ့ကြပါမယ်။ Odin ကတော့အဲ့လိုမဟုတ်ခဲ့ဘူးလို့ဆိုပါတယ်။ YPL လိုအာနာရှိပြီး Roger ကပါလေးစားရတဲ့ Warno တိုင်းပြည်ရဲ့စာမူပိုင်းသူကပဲငါတို့ရဲ့သခင်ပဲလို့ Dawson ကပြောနေခဲ့ပါတယ်။ Odin ရဲ့စိတ်တက်တဲ့စိတ်နေစိတ်ဓာတ်ဟာ Kuwi နာမည်ကိုကောင်းမွန်တဲ့နာမည်တစ်ခုဖြစ်လာစေခဲ့တာပဲလို့ KM ကလည်းဆိုပါတယ်။ အခုကခိုင်တိုကြောင့်ဒီလိုမျိုးတွေဖြစ်ကုန်တာလို့နာမည်ကလည်းဝင်ပြောလိုက်ပါတယ်ခိုင်တိုနဲ့အိုချီတိုဟာပေါင်းစည်းပြီးတော့အိုဒန်ကိုထောင်ချောက်ဆင်ခဲ့ကြတာမလို့ဝါတော့တိုင်းပြည်ဟာအစစ်စိမ်မှုမှာဖြစ်သွားခဲ့ရပြီးတဲ့နောက်အိုဒန်ဟာတိုင်းပြည်ရဲ့တရက်ခံလဲဖြစ်ခဲ့ရတယ်လို့ခရမ်ဘုကပြောလိုက်ပါတယ်တစ်ဖက်မှာလည်းဇိုးကကြားကိုအမောက်တိတ်ပြီးပြီမလို့လိုဗီဒိုနောက်ကိုလိုက်ဖို့လုပ်တဲ့အခါစိတ်ကန်းတစ်ခုကိုလမ်းတွေးလိုက်ရပါတယ် ခင်ယမ်မိုတိုဟာအိုဒန်ဘာဖြစ်သွားလဲဆိုတာကိုစက်ပြောပြဖို့ကိုပြောမထွက်ဖြစ်နေကြပြီးတော့မျက်ရည်တွေစိကျလာကြပါတော့။ဘာစက်ဖြစ်သွားလဲဆိုတာပြောဖို့လူဗီကမေးလိုက်တဲ့အခါအိုဒန်ဟာဖလာဝါမျိုးလိုရဲ့တရားခံအဖြစ်နဲ့ပဲစုံပါသွားခဲ့ကြောင်းပြောတော့လူဗီလည်းအယံဒေါသထွက်နေခဲ့ပါရဲ့။ဒါတွေကလွန်ခဲ့တဲ့အနှစ်20ကအဖြစ်ပြက်တွေဆိုရင်ပဲခင်ယမ်မိုကသူတို့တော်တော်လာပိုင်းမဲ့ရှိနေတည်ပြီးတော့ကူဇူကီအိုဒန်လို့ခေါ်တဲ့ဆာမွန်ရဲ့နောက်ဆုံးထွက်တက်ကိုစိတ်ထဲမှာတေချာကြီးကိုမြင်နေရတဲ့ကြောင်းမိစိုင်းနဲ့ပြပြလိုက်ပါရဲ့။ အဲ့ဒီအခြေအနေနဲ့လွတ်ထွက်လာတာအန်ဟောစရာပဲလို့စံကြီးကလည်းဆိုပါရဲ့အဲ့ဒီနေ့ကအိုဒန်ရဲတဲ့ကိုတချိုးတဲ့ပြင်းနေတဲ့လမ်းမှာအချင်းချင်းရံဖြစ်နေတဲ့ကပ်ဖိုက်ပါတို့ကတော့အိုချီရဲ့လူတွေစီမှာဖမ်းခံလိုက်ရပြီးတော့လက်လျှော့ခရရလို့ခရမ်မကဆိုပါရဲ့တကယ်လို့ငါတို့တဲကတရားကိုတည်သွားမယ်ဆိုရင်တော့မှအိုဒန်ရဲတဲ့ကိုမရောက်ရအောင်တွားရမှာဖြစ်ပြီးတော့ခူဆူကီမျိုးဆက်ကိုဖျက်ဆီးဖို့စူးစမ်းနေတဲ့အိုယိုချီပြတ်မှတ်ထားနေတာကရဲတိုင်းမှာရှိနေတဲ့မော်နိုဆော့ကေရဲ့အသက် ဒါမဲ့ခိုင်တို့ကချိုတင်ပြီးတော့ရေတိုက်ကိုမိမြိုက်ခဲ့ပါတယ်။မမိုနိုစကင်းနဲ့သူ့ရဲ့ညီမလေးဟီယိုဘီအမေပစ်တုကူဇူကီထိုကီကလည်းရေတိုက်ထဲမှာပဲကြံရှိနေခဲ့တာမလို့ခေယမ်မိုတိုလည်းရေတိုက်ကိုအ мян သွားပြီးကေတင်မှုသွားရပါတော့။ဒီနေရာကအန်နီရဲ့များတာမလို့အ мян ထွက်ဖို့ပြောနေပေမဲ့ထိုကီကတော့တူတူပါပဲကြံနေခဲ့မှလို့ဆိုခဲ့ပါတယ်။သူကြီးကမပြေးတော့ခင်ယမို့တို့ကတော်တော်လေးမပြေးဘူးလို့ပြောခဲ့ပေမဲ့လူတွေဟာအတိတ်ကိုပြန်မတွားနိုင်ပေမဲ့အနာဂတ်ကိုတော့တွားလို့ရတာမလို့အနာဂတ်ကိုထွက်ပြေးကြဖို့သူကြီးကပြောခဲ့ပါတယ် ဒီ time time no be swan နဲ့ Toki ကသူ့ရဲ့အနာဂတ်တွေကိုခရီးထွက်ခဲ့ပြီးတော့နောက်ဆုံးတော့ခရီးဆုံးကိုရောက်ခဲ့ပြီလို့ဆိုပါတယ်။ဒါတွေက Oran ချောင်းလာလို့ KMO ကမေးတော့အဲ့ဒါချောင်းပဲမလို့ Toki ကသူဒီမှာပဲနေခဲ့တော့မယ်လို့ပြောလိုက်ပါတယ်။ ဒါလို့စိတ်ဆုံးဖြတ်ချက်ကိုဘသူကတားဆီးနိုင်မှာလဲလို့ခရမ်မိုကပြောလိုက်ပြီးတော့တကယ်လို့အနာဂတ်ကိုတွန်းနိုင်မယ်ဆိုရင်တေချာပေါ့အိုတန်ရဲ့အိမ်မက်ကိုဖြည့်ဆည်းပေးပြီးအိုဝချီနဲ့ခိုင်တို့ကိုအနိုင်တိုက်ခိုက်ပတ်မယ်တေချာပေါ့ဒီတိုင်းပြည်ကိုလည်းဖွင့်လှစ်ပေးပါမယ်လို့ခရမ်မိုကကတိပေးပြောကြားခဲ့ပါတယ်။မမိုနိုစကဲကိုလည်းအလိုက်ပါတယ်လို့ထိုကီကပြောပြီးတဲ့နောက်မှာပဲခရမ်မိုတို့တွေဟာကောင်းကင်ကနေပြောကြလာပြီးနောက်ဒီရတဲ့အပြက်စီးနေရမှာပဲကုဆူကီရဲ့အုတ်ကုတွေကိုတွေ့ခဲ့ကြရပါတယ်။အုတ်ကုတွေကလည်းအိုဟောင်းတွေမလို့ဂျာဟာတိုကီရဲ့အစွမ်းပဲလို့ခရမ်မိုကပြောနေတော့အနာဂတ်ကဝါလုံတိုင်းပြည်ကိုမြင်လိုက်ရတဲ့အခါအတော်လေးတုန်လှုပ်သွားခဲ့ကြပါတယ်။ခရမ်မိုက အတိတ်ကာလကလာခဲ့တဲ့တိုးတိုးအတွက်တော့20ဆိုတဲ့အချိန်ကြီးကတည်းကဇိမ်းလို့ဖြစ်နေခဲ့ပြီးတော့လုံးဝပြောင်းလဲသွားခဲ့တဲ့ဒီတိုင်းမိကိုလည်းလှည့်ချတဲ့အခါဆက်ယုံတွေအများအပြားပါဇက်ထဲတော့မှထဲတော့မရတော့တဲ့ရှီ တင်းကျက်စွာထိန်ချုပ်ထားတဲ့စားစရာတွေဖျက်ဆီးခံရတဲ့တခင်တွေနဲ့နေမြေလေမြေတို့တို့ရဲ့အလိညာတွေကြောင့်ဖျက်ဆီးနေတဲ့ခိုဆိုကီမျိုးနွယ်ရဲ့နာမည်ပြောရရင်တော့ဒီနေရာကြီးကငါတို့တီးခဲ့တဲ့ဝါတော်တိုက်ပိတယ်မဟုတ်တော့ဘူးလို့ဆိုပါတယ်အတူတူတိုက်ခိုက်ပေးချမဲ့သူတွေလည်းမရှိတော့ဘူးလို့ထင်ခဲ့ပေမဲ့ဒီလို20ကြာတဲ့အထိတောင်မှအိုရန်ကိုလေးစားကြပြီးခိုဆိုကီမျိုးနွယ်အတွက်အင်အားဖြစ်ချင်တဲ့သူတွေလည်းကြန့်ရှိနေသေးတာပဲလို့ခဲမော်ကထပ်ပြောလိုက်ပါတယ် ဝါရိုတိုင်းပြည်ဒီလိုညစ်ပတ်နေတဲ့မြေပေါ်မှာအနာဂတ်မရှိရဘူးဆိုပြီးလမ်းပြောင်းနေခဲ့ကြတာလို့ KMO ကဆိုပါတယ်။အိုရန်တေဆုံးသွားပေမဲ့ကူဇူကီရဲ့မျိုးနွယ်ဆိုလို့မမိုးလို့စကဲပဲရှိရောကြမလို့အတူတူတိုက်ခိုက်မဲ့သူမရှိရင်တော့မှလက်လျှော့လို့မရဘူးလို့ KMO ကပြောခဲ့ပါတယ်။အဲ့ဒီအချိန်ကူဇူကီအပေါ်တစ္ဆာရှိရတဲ့သူတို့ချို့ရောက်လာခဲ့ကြပြီးတော့ထိုကီရဲ့နောက်ဆုံးစကားတွေကအမှန်ပဲလားလို့ပြောလိုက်ပါတယ်။ ထို့သူကခီပီကလာတဲ့အရင်ကအထိန်တော်ဖြစ်ခဲ့တဲ့ဂျီဘူးရဲမို့ပါအမေကြီးဖြစ်သူထိုကီရဲ့စကားတွေကိုယုံကြည်ပြီးနှစ်နှစ်ဆယ်တိုင်ဒီနေ့ကိုစောင့်နေခဲ့တာပါလို့ဂျီဘူးအဲမုတ်ကပြောလိုက်ပါတယ်အမေရဲ့နောက်ဆုံးစကားကိုနားထောင်ပြရစေလို့မမိုကပြောလိုက်ပါတယ်အာယုံကိုမသိတဲ့လကမင်းပဲမင်းရဲ့စံနှုန်းတွေပြည့်ပါစေရောနှစ်နှစ်ဆယ်ရက်လောက်ထားတဲ့ညနဲ့အရှိတ်ကိုဘောက်ကိုဖျက်ဆစ်ပြီးတော့အာယုံရဲ့ထုံးလင်းမှုကိုသိစေရမယ်ထိုကီရဲ့နောက်ဆုံးစကားဟာနှစ်နှစ်ဆယ်ကြာမှခူဆူကီမျိုးနွယ်ရဲ့လက်တော့ပြတ်မှုကိုရှည်ရွံ့နာဖြစ်ပြီးတော့မဖြစ်နိုင်ဘူးလို့ထင်ခဲ့ရမယ်မျော်လင့်သွားမိခဲ့တာကအခါစာရ၉ရောက်ရဲ့အလောင်းတွေတခုမှမတွေ့ ရခဲ့ပဲနဲ့အနာကမ်20မှာရောက်လာကြပြီးတော့အိုချီကိုအနာယူမယ်လို့တွေးခဲ့တာကြောင့်ဘဲလို့ချူပူရမော်ကဆိုပါတယ်။အကယ်၍ဒီလိုနေ့ကိုရောက်လာခဲ့ရင်တိုက်ခိုက်ဖို့အစင်းနဲ့ဖြစ်နေအောင်လို့ချစ်ချင်းဝက်မှာလာချမ်းပုံအမှတ်သားထွင်ထားပြီးစောင့်နေကြအောင်ချူပူအမော်ကပြောလိုက်ပါတယ်။ခိုင်နိုကိုတိုက်ခိုက်ဖို့အတွက်အင်အားကြီးအဖြစ်လိုအပ်တာမလို့တိုးတိုးတွေကလည်းစူးစီးပေးထားဖို့ခဲမော်ကပြောခဲ့ပါတယ်။ဒီလိုနဲ့ခစ်ကူကိုရန်လူတွေကိုစုံစမ်းစေပြီးတော့ခဲမော်တို့လျောက်ကတော့တိထားတဲ့အတိုင်းပဲအကူညီကိုယူဖို့ပင်လည်းထွက်ခွာလာခဲ့တာပါ။တိုင်းမီကထွက်လာတာကလည်းအဖြစ်တစ်ခုမလို့လိုက်ဖမ်းခံခဲ့ရတယ်။ရွှေလွင်ချင်းလည်းမသိတာမလို့ ဇိုးကျွန်းကိုရှာဖို့ကြိုးစားခဲ့ရမယ်တင်မော့ပြက်ပြီးတော့ Rise နဲ့ကွယ် Travel Sama to Flamen Go လိုက်တဲ့ကိုခံရပြီးတော့တင်မော့မှတမိယာကနေမမှုနေတဲ့ကွယ်သွားခဲ့ရပါတယ်မမှုကိုရှာနေတုံးမှလည်းခံချိုကအဖမ်းခံခဲ့ရတာမလို့ကွယ်သွားခဲ့ရပြန်ပါတယ် မမကိုရှာဖို့ဖန်ဟဆက်ကိုရောက်တော့လေလောရဲ့ပိုက်ဖက်တောက်ကိုခင်ရပြီးနောက်မင်းတို့ရင်းနဲ့တွေ့ဆုံခဲ့ရတာပဲလို့ခင်ရမကပြပြလိုက်ပါပြန်တွေးကြည့်ရင်အစိုးရရဲ့အကောင်းပါပဲလို့ခင်ရမကဆိုပါရဲ့ငါတို့ကိုဝိညာဉ်တွေလို့ပဲတတ်မှတ်ထားကြပြီးတော့ဝရံပြစင်းနဲ့လည်းမထက်ထားတဲ့အပြင်တိုက်မိတဲ့ဝန်ထမ်းတောင်မှမတိကျသေးဘူးလို့ခင်ရမကထပ်ပြောလိုက်ပါဒီတိုက်ပွဲမှာခဲမုတ်ကတိုးတိုးရှိနေတယ်ဆိုတာကိုခိုင်တို့မသိစေဖို့ကအရေးကြီးဆုံးဖြစ်ပြီးတော့ရန်သူကခိုင်ရုံနဲ့အိုချီဦးဆောင်တဲ့စစ်တပ်ကြီးသူတို့ကတံပြန်တိုက်စစ်ဆင်ဖို့အတွက်က Strohat အဖွဲ့ Hat Pirate အဖွဲ့ Mick Mune ဆိုတဲ့ Samuel Tolandu ခမန်းကြီးလူ9000 ောင်စစ်ပွဲဖြစ်ချင်တာမဟုတ်ပဲတရစိတ်ခိုင်တို့တို့ရဲ့အချက်လက်တွေကိုယူပြီးတော့အစီအစဉ်ဆွဲချမယ်ခေါင်းဆောင်တွေရဲ့ခေါင်းကိုယူချမယ်လို့ခင်ရမကဆိုပါတယ်တိုက်ပွဲနေရာကတော့အိုနီဂါရှီမာလို့ခေါ်တဲ့ခိုင်တို့အဖွဲ့ရရှိနေတဲ့ကျွန်းပဲလို့ခင်ရမကထပ်ပြောပြလိုက်ပါတယ် ကျိုးဆိုတော့ဝါနိုတိုင်းပြည်ဒဲမတောင်ပင်လယ်ကိုဖြတ်တန်းရမှလာလို့ဘရုတ်ကမိလိုက်ပါတယ်ဖြတ်တန်းရမယ်ဆိုရင်ပဲရွှေလွင်ပို့တင်မောအကြီးကြီးတော့မလိုအပ်ပါဘူးလို့ခဲမုကပြန်ပြောလိုက်ပါတယ်တင်မောကိစ္စထက်တိုက်ပွဲကဘယ်တော့စမှလဲလို့စန်ကြီးကမေးတဲ့အခါတိုက်ပွဲကြီးကမီးပွဲတော့နေမှစမယ်လို့ခေကူကဆိုပါတယ်ခိုင်တို့ကိုမြို့ကိုကောက်ွယ်ပေးနေတဲ့နတ်ဖျားဖြစ်တတ်မှတ်ထားကြတာမို့လို့အဲ့ဒီနေ့မှာအိုချီဟာအချွေရံနဲ့ကျွန်းကိုပူဇော်ဖို့သွားမယ်ဆိုရင်ပဲအပေါ်ရံတက်တက်ပဲဖြစ်ပြီးတော့အဲ့ဒီမှာအကြီးကဲတွေနဲ့ Animal Kingdom Power ရဲ့စားပွဲတိုက်ပွဲကစတင်မှလို့ခေကူကရှင်းပြလိုက်ပါတယ် စံကြီးကသူ့ရဲ့သူရဲကောင်းစံမှုတွေကိုခေကူလေးတွေ့ရင်ဟိုစာမဝိုင်းထက်ပိုပြီးကျွေစင်းသွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။ခင်ရဲမို့လဲသူ့မှာမိမရှိနေပြီးတော့ခေကူနဲ့ကရဲဘော်ရဲဘက်တွေပါပဲလို့ရှင်းပြနေတော့စူအစင်ပြေချောင်းခေကူကပြပြလိုက်ပါတယ်။အစင်ပြေရပြီမို့လို့သူ့ရဲ့ရှင်မန်းချက်တွေမပြေမချင်းတွေ့လို့မရသေးဘူးလို့ခင်ရဲမို့ကဆိုပါတယ်။ခေကူကအရန်ကြမ်းကြောင်းလူဖီကလမ်းပြောလိုက်တော့ချောပြီးတော့ကြမ်းနေဆိုရင်တော့ပါဖက်ပဲလို့စံကြီးကလည်းပြောလိုက်ပါတယ်။ တိုက်ပွဲစုမဲ့နေရအချိန်ကိုရည်ညွှန်းကြပြီးတော့တေကရတခုဆွဲထားကြောင်းခင်းမုံကပြောပြလိုက်ပါတယ်။မိင့နဲ့ကောင်နဲ့မွေပွေးဟာဘူးတော်လန်မှုကိုပြတဲ့စန့်ကျင်ဘက်လာဂျန်ကွေ မိပွဲတော်နေ့ငှက်နှစ်နာရီညဘက်နေရာကဟာပုတ်စိတ်ကန်းငှက်နှစ်နာရီဆိုတာကအခြားနိုင်ငံကားနဲ့ဆိုရင်တော့ညနေ9နာရီခွဲကနေပြီးတော့6နာရီဝါနိုကသူဝေဆိုရင်တော့တကြပေါက်နားလိုက်တာမလို့စိတ်မပူဖို့ KMO ကရှင်းပြလိုက်ပါတယ်ဒါတွေကိုချင်းချင်းဝင်းမှလာချမ်းမသာရှိတဲ့သူတွေကိုလိုက်ပေးချရမယ်ဝါနိုရဲ့ဘက်မှာရှိနေကြတဲ့စွာကိုလည်းမသိတာမလို့ဒီတာပင်ကိုဇိုနဲ့ဥစုပ်ကမြို့ထဲမှာတာဝန်ယူလှုပ်ဆောင်ပေးနေကြကြောင်း KMO ကပြောပြနေတော့ဇိုသာဆိုရင်တော့မဖြစ်လောက်ဘူးလို့လူဖိကဝင်ပြောလိုက်ပါတယ် အိုနီကာရှိမာကိုရောင်းနေတဲ့အချိန်လက်မပြောက်ရအောင်ခိုင်တိုရဲ့အိမ်တော်ကိုတိဆောက်ခဲ့တဲ့တမားစီကပုံချမ်းကိုရဖို့အတွက်ဖရန်ကီကိုအလုပ်လုပ်ခိုင်းထားပြီးတော့အိုချီရဲ့အဖွဲတွေရဲ့လှုပ်ရှားမှုကိုတိတိကျသိဖို့ခိုင်ချာအနေနဲ့ရော်ဘစ်ကိုအိုချီနာချင်းကခိုင်းထားကြောင်းခင်းမုံကပြပြလိုက်ပါတယ်။ဂေရှာပုံစံလေးနဲ့ရော်ဘစ်ကိုတွဲကျင်လိုက်တာလို့ဆန်ဂျီကလည်းပြောနေခဲ့ပါတယ်။ခင်းမုံကလူဗီတိုကိုလည်းတာဝန်ခွဲဝင်ပေးချင်တယ်လို့ဆိုပါတယ်။ဘရုတ်ရဲ့အစွမ်းကမြို့ကြီးမှာစားစရာရဖို့အတွက်အသုံးဝင်ပြီးတော့နာမည်ရဲ့အစွမ်းကနင်ချက်စုလိုပဲမလို့ခုနိုအီချီလှုပ်ပေးဖို့ခင်းမုံကပြလိုက်ပါတယ်။ ခုနချီဆိုတာကတော့အမျိုးသမီးနင်ဂျာဆိုတဲ့အတိတ်ပဲပါစန်ကြီးရဲ့ဟင်းလျာတွေတဲ့လူစုစေပြီးတော့လူရှာဖို့လွယ်လိမ့်မယ်လို့ခင်ဗျားကဆိုပါတယ်ခါဝင်နဲ့ချော်ပါကိုတော့ခီကူနဲ့တူဒေါ်စတုံးစီကိုတွားစေချင်ပြီးတော့အားလုံးအတွက်အဝတ်စားတွေလည်းပြင်ဆင်ထားတာမလို့တရွတ်တွေကိုခေါင်းပေါ်တင်ကြဖို့ခင်ဗျားကပြောလိုက်ပါတယ်ကပ်ကပ်ချက်စုကိုတောင်းတဲ့အခါမှာတော့အားလုံးအဝတ်စားတွေကိုစီကိုစီဖြစ်သွားကြပြီးတော့နာမီရဲ့အဝတ်စားကပဲအရန်ပေါ်နေတာမလို့ဒါကခုနိုအီချီရောဟောက်ရဲ့လာလို့နာမီကမေးလိုက်ပါတယ်ခုနိုအီချီကဒီလိုပဲဝတ်တာလေးဆိုပြီးတော့ခင်ဗျားကအော်တဲ့အခါနာမီလည်းလိန်နေတာမှလာလို့ပြန်အော်ပါတော့ရဲ့ ဒါဆိုတကယ့်ခုနိုအီချီကိုခေါ်ပြမယ်ဆိုတော့ဆန်ဂျီယိုလည်းအရန်ပျော်ရွှင်နေကြပါတော့။ခင်ယမုံကရှီနိုဘူးလို့အခေါ်ရတဲ့အခါမှာတော့လုံးဝတူမနေလို့နာမည်လည်းတီးပါတော့။ဆန်ဂျီတို့ကလည်းတော်တော်မျောလင့်ထားလို့ဖြစ်မနေကြလို့ shock တွေရကုန်ကြပါတော့။ ှီနိုဘူးကတကွတူမိတ်ဆက်ပြီးတော့အကျွမ်းကျင်ဆုံးကတော့ဖျားယုံသွေးဆောင်တဲ့ situation ချက်စုလို့ဆိုပါတယ်။ခဲမုကတေချာပေါက်ရှာစေခြင်းနဲ့စာမွန်းတယောက်ရှိနေပြီးတော့ရှာသွေးမယ်ဆိုရင်အရောက်တရာအားနဲ့ညီမရည်လို့ဆိုပါတယ်။ခါဝါမဆူအာရှူဝါဒိုချီဒန်ချီယိုသူတို့တွေကအရင်ကအိုဒန်ကိုခါစားခဲ့တဲ့စာမွန်းတွေပဲလို့ခဲမုကရှင်းပြလိုက်ပါတယ်။ပြစ်မကယိုကိုခိုင်တိုနဲ့ရှိုကန်အိုချီအချင်းကအခုကနေစပြီးတော့နှစ်ပတ်မြောက်မီးပွဲတော်ညာ ခိုင်ရိုနေတဲ့အိုနီကာရှိမာကိုကျူးကျော်ဝင်ရောက်တိုက်ခိုက်ကြမယ်လို့ခရမ်မိုကပြောပြလိုက်ပါတယ်။ဥစော့တယောက်ခြေချင်းဝင်မှာလာချမ်းပုံပါရဲ့သူကိုလိုက်ရှာနေပြီးတော့ပါတဲ့လူတယောက်ကိုတွေ့တာနဲ့တွားစကားပြောပြီးမတိမတဆာရွက်တခုကိုပေးခဲ့ပါတယ်။အဲ့ဒီတင်ကေတောက်ကိုမြင်လိုက်တာနဲ့ထို့သူလည်းအယံကိုအံ့ဩနေခဲ့ပါတယ်။သူတို့နဲ့ပြောပင်နုနဲ့တွေ့တော့အချင်းတွေကိုမေးကြည့်တဲ့အခါဒီတိုင်းဆိုရင်အိုအချီစင့်ခေါ်တာခံရနိုင်ကြအောင်ပြောပြငါပြောပြလိုက်ပါတယ်။ဖရန်ကီကအတူတူအိမ်တော်ပုံချမ်းကိုမရသေးပဲတမားကြီးကလည်းအာယုံစားရလို့ဆိုပါတယ်။ဥစော့ကတော့ဒီနေ့လာချမ်းမတရှိရဲ့သူကိုဆာရွက်ပေးခဲ့တဲ့ပြည်တဲ့တခုလည်းကြားခဲ့ကြအောင်ပြောလိုက်ပါတယ်။ ။ဘာများလဲလို့ပြောမယ်တော့ကမေတော့အာတာမာရာမှာတကိုးခိုင်းကောင်းဆောင်ရှူတန်မာဘူးလို့ဦးစောကဆိုပါရဲ့။တစ်ဖက်မှာလည်းစန်ဂျီကသူနားမလဲတရားတခုရှိတယ်လို့ပြောနေတုန်းမှပဲရှီနိုဘူးကရှင်းမဲ့တဲ့မိမရဲ့ဆွဲဆောင်မှုကိုဘယ်နားလဲပါမလဲလို့ဝင်ပြောတော့စန်ဂျီလည်းအရန်လန့်နေပါတော့ရဲ့။ လွန်ခဲ့တဲ့နှစ်နှစ်ကအိုဒန်ဟာအာရှူဝါဒိုချီကိုအနိုင်ချခဲ့တယ်လို့ပြောခဲ့တာမလို့ရှာခိုင်းတဲ့အထက်မှာဘာလို့သူ့ရဲ့နာမည်ကပါနေရလဲလို့စန်ကြီးကမေးလိုက်ပါတယ်။အာရှူဝါဒိုချီဟာအိုဒန်စီမှာရှုံးနေသွားခဲ့ရပြီးတော့အချင်းစရိုက်တွေလည်းပြောင်းလဲလာကအိုဒန်စီမှာပဲတစ္ဆာခံယူခဲ့တာပဲလေလို့ခေမုံကဆိုပါတယ်။အခုတော့အာတာမာရွာမှာတကူခိုင်းကောင်းဆောင်ရှင်တန်မာရိုဆိုတဲ့နာမည်နဲ့နေထိုင်နေပြီးတော့မကောင်းမှုတွေကိုလည်းထပ်လုပ်နေရလို့ကြာကြောက်ခေကူကလည်းရှင်းပြလိုက်ပါတယ်။အဲ့ဒီတယောက်ကချမ်းလာလို့သူကမေးတော့ခေကူလည်းအချမ်းဆုံးစာမွိုင်းလို့ပြောလို့ရကြောင်ပြောပြလိုက်ပါတယ်။ အခုပိုရမြို့လေးမှာလည်းအားလုံးကပျော်ရွှင်နေကြဒုံတခိုးကိုင်းကောင်းဆောင်ရှူထန်မာရီကရောက်လာခဲ့ပါတယ်။စည်ရန်နပိုင်းသူတွေစကနေစားရတွေကိုလူရက်ပါတော့ရယ်။စားရတွေပေးပြီးတော့သူရဲကောင်းလုံနေရဘက်ကောင်လဲလို့ရှူထန်မာရီကပြောလိုက်ပါတယ်။ဒီတိုင်းမှာရဲတင်းနဲ့စာမွေးကိုဦးဆောင်နေတဲ့ယောက်ျားကောင်းဆိုရလဲမရှိတော့ဘဲနဲ့ဝါလုံးတိုက်ပိကလည်းပြီးဆုံးသွားပြီလို့ရှူထန်မာရီကဆိုပါတယ်။အဖွားတို့တယောက်ကိုလည်းဒီထက်ပိုအသက်ရှင်ရင်တွေ့ရမှာကရက်စက်တဲ့လောကကြီးမလို့ညဉ့်ညက်အောင်လှုပ်ဆောင်ပေးမယ်လို့ဆိုပါတယ်။အဖွားကတော့သူဟာအခုဒီတိုကီရဲ့စကားတွေကိုယုံကြည်နေခဲ့ပြီးတော့စာမွေးကိုယောက်ကအော်ရန်စာနာကိုဖြည့်ဆည်းပေးလိုက်မယ်လို့ပြလိုက်ပါတယ်။ တည်ဆုံးသွားပြီမလို့ခေါင်းဆောင်မရှိပဲစစ်တိုက်လို့မရဘူးလို့ရှူချန်မာဝေကအော်ပြောလိုက်ပါတယ်အဲ့ဒီအချိန်တတဝါကြီးတကောင်နဲ့သူချက်ခတ်ရောက်လာခဲ့ပါတယ်ဒီနေရာကိုစျောဟက်လူပြီဆိုတဲ့ပင်တရမြကောင်ရောက်လာတဲ့ပုံပဲလို့ပြောတော့ရှူတန်မာဝေလည်း "तू မတီးဘူးလို့ပြောရင်ရောမင်းရဲ့ပုံစံကပြောင်းလဲသွားမှလား"လို့ပြန်ပြောလိုက်ပါတယ်ချက်ကသူတို့တွေဟာရှူတန်မာဝေကိုလွတ်ပေးထားတာကခိုင်တို့ကသူ့လောက်မရှိစေချင်ရောမလို့လေးစားစရာလည်းမလိုဘူးလို့ဆိုပါတယ်အဲ့ဒီအဖြစ်ကဒါပဲဆိုကရှူတန်မာဝေကလည်းချက်ကိုစားတတ်ခိုက်ပါတော့ တဖက်မှာလည်းခိုင်တို့တယောက်အရက်တွေတောင်းနေခဲ့ပြီးတော့အဖွဲသားတွေကလည်းဒီတခါမူးယင်ဘာဖြစ်မလဲဆိုပြီးတော့ကြောက်လန့်နေကြပါတော့ရင်ဖြစ်လာတာတွေကစိတ်ကျဉ်းနှက်စရာကိုမရှိဘူးမလို့သူကိုခေါ်ခဲ့တော့လို့ခိုင်တို့ကပြောလိုက်ပါတယ်တဖက်မှာလည်းဂျက်ကရှူတန်မာရီရဲ့ခုတ်ဖြတ်တာကိုခံလိုက်ရပါပြီဂျက်လည်းတော်တော်ထွက်ပြီးရှူတန်မာရီကိုပြန်တိုက်ခိုက်ပါတော့ရင်တို့တို့နှစ်ယောက်တိုက်ခိုက်မှုတွေကအနာဂတ်လူတွေကိုလည်းထိခိုက်စေပြီးတော့ဂျက်ကရှူတန်မာရီကိုအဆန့်ပြတ်ပြန်ခုတ်ပါတော့ရင်အဲ့ဒီလူတိတ်ဆုံးသွားပြီးခဲ့တဲ့ကရှူတန်မာရီကသူဟာတိတ်ဖို့နှစ်ယောက်ကိုရှာနေခဲ့တာဆိုရင်မင်းလို့ကောင်ချလို့တော့တိတ်မှာမဟုတ်ဘူးလို့အော်ပြလိုက်ပြီးတော့ဂျက်ကိုပြန်ခုတ်ပြတ်ပေးလိုက်ပါတော့ရင် ။တစ်ဖက်မှာလည်းခိုင်တိုဟာအသက်ရှင်နေရတာစိတ်ညစ်စရာကောင်းတယ်လို့ဆိုကငကားပုံစံကိုတဖြည်းဖြည်းပြောင်းလဲလို့နေခဲ့ပါတယ်။ကောင်းကင်အခြေအနေကပြောင်းလဲတဲ့တော့ Jack နဲ့ Hawkins တို့ကရည်တီထားမိပြီးတော့ကိုတိုင်ကြီးမလို့ဘာမှဖြစ်တယ်လို့တွေးနေခဲ့ပါတယ်။ဟိုတမ်ကလည်းသူ့ကိုတပ်ဖို့လာလဲလို့တွေးနေခဲ့ပါတယ်။တစ်ဖက်မှာလည်းလောကလူပိကိုလမ်းခေါ်လိုက်ပြီးတော့မမူကလည်းကောင်းကင်ကြီးကိုမြင်တော့အယံလန့်နေပါတော့။လူတွေကလည်းအယံတိုက်ခိုက်နေပြီးတော့ရှာစီအိုသူကချက်ချင်းကြီးပြောင်းလဲသွားပါတော့။ မမိုကလည်းငကားလေးအဖြစ်ပြောင်းလဲသွားတော့အားလုံးကလည်းရန်သူသန်းနေရခါနောက်မှရှင်းပြပေးမယ်လို့ခင်ရမ်းမကလည်းပြလိုက်ပါရဲ့။ကောင်းကင်ကနေခိုင်နုကထွက်လာပြီးတော့အခုချက်ချင်းဟိုကောင်လေးတွေကိုခေါ်ခဲ့ဖို့ချက်ကိုပြလိုက်ပါရဲ့။ဘာလို့ငကားကြီးပေါ်လာရတာလဲလို့လူဗီကပြောနေတဲ့အခါအဲ့ဒါကခိုင်သူကိုယ်တိုင်ဘဲလို့လောကပြောပြလိုက်ပါရဲ့။ဒါတွေကတော့ One Piece အပိုင်း228ဖြစ်ပြီးတော့အပိုင်း229ဆက်ပြီးနေမှုတော့ live လေးတယောက်ချက်ချင်းနေပြီးတော့ကောင်းမနေကျွန်တော်မပေးခဲ့ရအောင် channel နဲ့ subscribe လေးမလို့တော့ပြီးတော့ကြက်ချက်ပေါ့ကျေးဇူးများဒီမှာကျွန်တော်ကတော့ဆက်မှတ်ပါ